အားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြိုင်သက်တဲ့အောင်လည်းမင်္ဂလာပါ။ဒါကမ္ဘာ Champion Argentina ကမနီကတုံးက Leo Messi ရဲ့ highlight နဲ့အတူဒါတကယ်ကိုစိတ်ဝင်စားစရာပေါ့လေ။ဒါ Spotify Camp Nou ကိုဒါ Argentina ရဲ့အသိကောင်းဆောင် Leo Messi နဲ့ဒါ Rodrigo De Porto secret သွားရောက်လေပတ်ပြီးတဲ့နောက်ပိုင်းမှာဒါအခု Argentina ကသူတို့ရဲ့ training camp မှာဒီစားမှတဲ့အကုန် camp လုပ်ပြီ။ဆိုတော့သူတို့ရဲ့ camp က Barcelona မြို့နဲ့ ဒါမိုက်ဒီ900လောက်ဝေးတယ်ဒါအိုက်မှာကမ်လုပ်တယ်ပြီးတော့သူတို့ကအဓိကကအန်ဂိုလာနဲ့လာမဲ့တောက်ချာနေမှာချစ်ချီချီဆန်းပွဲရှိတယ်အန်ဂိုလာကဒီချစ်ချီချီဆန်းပွဲအတွက်အာဂျင်တီးနာကို အမေရိကန်ဒေါ်လာ12သန်းထိပေးထားတယ်အဲ့နေရာမှာဘရာဇီးလ်ကကျွန်တော်တို့15ရက်နေ့စနေနေ့မှာလန်ဒန်မြို့ကဒီအာဆန်ရဲ့အမေရိကွေမှာစနီကောအသင်းနဲ့ချီဆန်းပွဲရှိတယ်ဆိုတော့အဲ့လိုအခြေအနေချီဆန်းပွဲတွေမှာအာဂျင်တီးနာက အန်ဂူလာကွင်းသွားပြီးတော့ခြေစားပွဲသွားကစားဖို့ရှိတဲ့အချိန်မှာအာဂျင်တီးနားကစားသမားအချို့အိုက်ပွဲမှာပါဝင်ခွင့်မရဘူးတော့အခုလောလောဆယ်မှာအာဂျင်တီးနားအသင်းရဲ့အဓိကတိုက်စီမှုဟူလီယန်အေဗာရက်ရဲ့အတလတီကိုမက်ထရစ်ကပဲနောက်ခံလူဒါမိုလီနာနဲ့နောက်ဒီယိုဒီယိုစီပီယိုနီရဲ့တားဖြစ်သူဂျူလီယာနိုစီမီယိုနီတို့၃ယောက်တီတီဒီပွဲကို လွဲချော်မယ်လွဲချော်တဲ့အချက်ကဘာလဲဆိုတော့ အန်ဂိုလာမှာတတ်မှတ်ထားတဲ့ကာကွယ်ဆေးထိုးထားခြင်းမရှိဘူးဆိုတဲ့အချက်ကြောင့်သူတို့အာဂျင်တီးနားလေဝင်းစင်အသင်းကနှုတ်ထွက်ပြီးတော့ပြန်သွားပြီဆိုတော့အာဂျင်တီးနားကတောက်ကြနေ မှာအန်ဂိုလာနဲ့ခြေစပွဲကံမဲ့ဒီနေရာမှာအက်တလက်တီကိုမက်ထရစ်ကစားသမားတွေဖြစ်တဲ့မူလီနာရဲ့စီဘီယိုနီနဲ့ဟူလီယန်အေဗာရက်စတိုကဒါအာဂျီနီနာအသင်းရဲ့နီးပြတီကိုစီဘီယိုဒီကသူတို့ကိုရွေးထားတယ်ဒါအပြင်မန်ချက်စတာယူနိုက်တက်မှာအယွတ်တန်ရာနဲ့ ACL အကြောင်းကာလာရှိချာနားနေရတဲ့လီဆန်တိုမာတီနက်စ်တောင်ပြန်ရောက်နေပြီသူကတော့သူ့ရွေးထားတာထက်သူ့ရဲ့ကြံ့ခိုင်မှုအတွက်သူကပြန်ပြီးတော့လာပြီးလေ့ကျင့်နေတဲ့အချိန်မှာဒီကစားသမား၃ယောက်က ဒါဒီအန်ဂိုလာမှာသူတို့တတ်မှတ်ထားတဲ့အဝါရောင်အစ်ကောက်ွယ်စီထိုးထားရမယ်အဝါရောင်စီအဖျားကောက်ွယ်စီထိုးထားရမယ်ဆိုတဲ့တတ်မှတ်ချက်ကိုအန်ဂိုလာမှာချမှတ်ထားတဲ့ချိန်သူတို့အဲ့ဒါမထိုးထားလို့ဆိုပြီးတော့အာဂျင်တီးနားအသင်းကအဲ့ကစားမတွေကိုပြည်ဝင်ခွင့်မပေးဘူးဆိုတော့အဲ့အတွက်ကြောင့်သူတို့ကအာဂျင်တီးနားအသင်းနဲ့တူအန်ဂိုလာနဲ့ပွဲကိုပေါင်ခွင့်မရလို့နောက်ဆုံးလေဝေးစင်ကနှုတ်ထွက်သွားတယ်အဝါရောင်စီအဖျား ကနေဒါကူးဆက်လာတဲ့ virus virus ရောဂါတစ်မျိုးကတုပ်ကွေးတွေပါဖြစ်လာနိုင်တယ်ဆိုတော့အန်ဂိုလာမှာအဲ့ဒါတွေကိုဒီတိုင်းထိုးရတဲ့အခါမှာတခြားအကြီးနာကစားမတွေကထိုးတာဥပမာကျွန်တော်တို့ငငယ်ကကာဝယ်ဆေးထိုးတယ်လို့ပေါ့ဗျာစီဘိုဘီဘိုအပြေကိုတခြားကာဝယ်ဆေးတွေထိုးထားတယ်ကျွန်တော် UK မှာဆိုလည်းဒီတိုင်းပဲစောင်းဝင်လာတဲ့အချိန်မှာ flu jet တွေကိုထိုးရတဲ့ပုံစံမျိုးပေါ့လေ similar kind of to this ကာဝယ်ဆေးတစ်မျိုးပဲအဲ့ဒါကိုသူတို့မထိုးထားဘူးတော့လက်ရှိမှာ အာဖရိကနိုင်ငံတွေမှာအဲ့ဒါမျိုးတွေဖြစ်လေဖြစ်တာရှိတဲ့ချိန်မှာအာဘယ်လိုပြောမလဲဆိုတော့အိုက်ကဝက်စီမထိုးထားတဲ့နောက်ဆက်တွဲကနေအသားဝါချင်းတို့သွေးထွက်ချင်းတို့ကိုဝန်တာတွင်းပျက်စီးစေနိုင်တဲ့ပြင်းထန်တဲ့ရောဂါတွေဖြစ်လာနိုင်ပွေရှိတယ်ဆိုတဲ့အချက်ကြောင့်တို့အိုက်စီမထိုးထားလို့ဆိုပြီးတို့ကို ပေးမဝင်ဘူးဆိုတော့အန်ကိုလာကအမေရိကန်ဒေါ်လာ12သန်းတောင်ပေးထားရပြီးတော့မှတို့ရဲ့ ဒါဒီဘယ်လိုပြောမလဲကျမ်းမာကြီးကချမှတ်ထားတဲ့စီကန်ဘောင်တွေမှာမဝင်တဲ့ကစားမ Imagine ပြအဲ့နေရာမှာ Messi ဒါအိုက်ဆေးမထိုးတော့ဘူးဆိုရင် Angola ဘယ်လိုလုပ်မလဲဒါသူ့ရဲ့ Russia ဆိုတော့ပေးမဝင်ဘူးဒါပေမဲ့ဒီပွဲကြီးကိုချင်ပါဖို့အတွက်အဓိကတော့ Leo Messi ကိုကြည့်ချင်လို့ Angola က American Dollar 12တန်းပေးထားတာဗျာရှင်းရှင်းလေး Argentina နဲ့ Messi ကိုကြည့်ချင်လို့အထူးသဖြင့် Messi ပေါ့ဗျာအဲ့မှာ Messi ဒါအိုက်ဆေးမထိုးထားဘူးလို့ဆိုရင်သူတို့ဘယ်လိုလုပ်မလဲအဲ့ပွဲကိုသူတို့ cancel လုပ်ပါလား တခြားနိုင်ငံမှာကျင်းပမှာအန်ဂိုလာလည်းပြည်သက်9000နီးပါးရှိတဲ့သူတို့ကွင်းကြီးမှာဒီပွဲအတွက်လက်မှတ်ဆိုးတော့ဖြစ်သွားပြီး ready ဖြစ်တာနဲ့ chess ဘွဲသူတို့အာဖရိကနဲ့ကမ္ဘာဖလား chess ဘွဲမအောင်ဘူးဒါပေမဲ့ once a lifetime သူတို့ဘောလုံးဖွဲ့ချုပ်ကလုံးဝကိုအကုန်ချခံပြီးတော့ဒီပွဲအတွက်ပြင်ဆင်ထားတယ်ဆိုတော့အာဂျင်တီးနားကအခုလောလောဆယ်မှာဥရောပက Spain မှာ ဒါစခန်းသွင်းလေ့ကျင့်မှုပြုလုပ်ထားတယ်ဆိုတော့ဒီထဲမှာကျွန်တော်ခုနပြောသလိုကာလာရှေချာ AC ရဲ့တန်ရာနဲ့ဒူးယူတန်ရာပြင်ပြီးတန်ရာရထားတဲ့လီဆန်ဒရိုမာတီနက်စ်ကတော့အာဂျင်တီးနားအသင်းနဲ့တွားရောက်ပူပေါင်းပြီးတော့သူ့ရဲ့ကြံ့ခိုင်မှုပုံမူတိုးတက်လာဖို့အတွက်ဒါလေ့ကျင့်နေတာပေါ့လေတွားကစားဖို့ထက်ဆိုတော့တချို့ဒါဘယ်လိုပြောမလဲမန်ယူနိုက်တက်တော့သူမကစားနိုင်ပေမဲ့အာဂျင်တီးနားတော့လည်းကစားနိုင်တာပေါ့ဘူးကြံ့ခိုင်မှုကောင်းဖို့အတွက်တွားရောက်ပူပေါင်းတာဖြစ်တယ်ဆိုတော့ကာကွယ်ဆေးမထိုးထားတဲ့အတွက်အာဂျင်တီးနားကစားမ၃ရောက်ပြီးဝင်ခွင့် ပိတ်ပင်ခံရပြီးတော့အန်ဂိုလာနဲ့ပွဲကိုလွှဲချော်မှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်